မင်္ဂလာပါမောင်လေးလားညမလေးလားမသိဘူးဗောနော်စိတ်ပူပြီးတာကျေးဇူးတင်ပါတယ်အမရောင်းတဲ့အမပြန်ရောင်းတဲ့ဒီဆန်ကောလဂျင်တို့ဒီဖြိုးတနခါတို့က MIN လားဟလာအမဘူလိုပြောတာအတန်ထွက်တာမပင် sorry နော်ဘာလို့ဆိုအမအင်္ဂလိပ်ကမတက်လို့ဟိုဟာ အမရောင်းနေတဲ့ collagen ဆန် collagen တို့ဒီပေါ့နော်မြမတဏ္ဍခါဒါမြမတဏ္ဍခါလေးမောင်လေးရဲ့မောင်လေးလားညီမလေးမသိဘူးပေါ့နော် MMM မဟုတ်တာအမလည်းအရင်တော့ MMM ဆိုဘာမှမသိဘူးပေါ့နော်အဲလိလာထားပါတယ်အခုတော့လိလာတော့ MMM နဲ့အကျိုးဆက်တွေတော့သိတာဒါပေမဲ့လည်းသိပေမဲ့လည်းမဝေပိုင်းအမလည်းအခုဒီမှာလမ်းဘက်တွေအမကောလမ်းဘက်ပစ္စည်းတွေအရင်ရောင်းခဲ့တာပေါ့နော်ရောင်းခဲ့တဲ့ကိုယ်တိုင်လည်းသုံးတယ်ကိုဒါမသိတော့နားမလဲဘူးပေါ့အခုအမကိုယ်တိုင်အခုလမ်းဘက်အခုချိန်ထိသုံးနေတော့မှာ အဲအမဘာမှမဖြစ်ဘူးပေါ့နော်အမအခုချိန်ကြီးတုံးနေမှာဒါပေမဲ့တခုတော့ရှိတယ်အမကဆယ်ဝိမှာတစ်ခါတုံးတာအမြဲတမ်းဆွဲတုံးတာမဟုတ်အမတစ်နှခါပဲတုံးတာနော်အဲသူကလမ်းပဲလဲအမန်လို့ပြောတာပေါ့အမတိတ်အဲ့အဲ့ရဲ့နယ်ပဲအမမကြဲပြန်အောင်အမတိတယ်အဲကြောင့်အမအသားရည်နဲ့ပတ်သက်လို့ဘသူ့အမ share room လို့ဘသူ့အမပြန်မညွန်းဘူးတစ်နှခါကတစ်နှခါပဲနော်တစ်နှခါကတစ်နှခါပဲအမပြောတာအဲ့ဒါပဲနော်ဒီအဖြိုးတစ်နှခါအမန်လည်းမဟုတ်ဘူးမြမတစ်နှခါသူတို့သူအိမ်တွင်းလက်မှုလုပ်ငန်းလေးတွေသူတို့ထုတ်ကြတာအနေအဲ့ကြောင့်အများကြီးလည်းမရဘူးနည်းနည်းလေးပဲထုတ်ကြတာခလေးလူကြီး အကုန်လူလို့ရတယ်မြမတဏ္ဍခါမြမတဏ္ဍခါပဲအဲ့ဒါမှဘာပါမလဲမောင်လေးရယ်မောင်လေးလားညမလေးလားတော့မသိဘူးနော်ဟွာတို့အဲရှင်မတော်လေးတွေပါမယ်နော်အဲရှင်မတော်လေးတွေပါမယ်နောက်ပြီးတော့ပါလဲကလမတ်ကလေးတွေပါမယ်အဲအပွေးကလေးတွေပါမယ်အမြစ်ခဲလေးတွေပါမယ်အမြစ်ခဲဆိုရင်လည်းအမြစ်ခဲရဲ့အတိုင်းအမြစ်ဆိုတာမမွေးဦးအေးတယ်ဟုတ်ကဲ့ရေတောက်မြင်အမအမဆိုရင်တော့ငါမုံရွာနေပြီးတော့တနခါးတွေယူရောက်တာအများကြီးပဲအမယူရောက်တာအမြင့်ကိုပို့ပြီးယူရောက်ရတယ်အမြင့်ကຫນွေဘက်ဆိုဆေးဘက်ဝင်လို့ အဲ့လိုမျိုးတွေရောင်းခဲ့ရတော့တဏ္ဍာခါပေါ့နော်အခုလဲဒီဒီတဏ္ဍဖြိုးတဏ္ဍခါဆိုတော့အမအမကိုယ်တိုင်တလကျော်နှစ်လလူးကြည့်ပြီးမှအမပြန်ရောင်းလာတော့မဟုတ်ဘူးအမအဲ့လိုအမတက်တော့အမြဲဆော့တယ်သူတို့တဏ္ဍခါလုံးလေးသွင်းနေလဲလိမ့်နေလဲအဲ့လိုပန်းပန်ဆော့တာမျိုးနော်အဲ့တဏ္ဍခါလုံးလေးကဘယ်ရလဲအာလာဝဲတဲ့သူတွေကလည်းကိုယ့်ရဲ့မျက်နှာကိုမြင်ရတယ်မြင်ရတာတီဗီထဲမှာသွေးလူနေတယ်တက်တော့သူတဏ္ဍခါလေးမလားပြန်ရောင်းပါလားဆိုတော့ကိုယ်ကဈေးတယ်လေဈေးတယ်ဆိုတော့ကိုကိုယ်တိုင်တကယ်လူးကြည့်တယ်အမကကိုယ့်နာမည်ကို ဟိုကုပစ္စည်းကြောင့်ကိုမထိခိုက်ပြန်တော့သူများပစ္စည်းနဲ့ထိခိုက်ခံမယ်အဲ့လိုဘယ်တော့မှမလုပ်ဘူးအဲ့ဒါတော့လုံးဝဘယ်တော့မှမလုပ်ဘူးဒါဆိုကိုဘာမှနားမလည်မသိပဲနဲ့သူများပစ္စည်းနဲ့တော့ဘယ်တော့မှထိခိုက်မှာခံဘူးဒါပေမဲ့အဲ့လိုမျိုးလေးပြန်ရောက်မှလာဆိုတော့ကိုကအမှအဲသဘောလေးကြားတယ်ကိုကိုယ်တိုင်နဲ့တကယ်လူတော့ကောင်းတယ်เนาะပြီးတော့အိမ်က ဟိုနတ်နေကုန်လုံးလူးကြတာလေလေတနခါလေးကမြင်းလို့အချိန်ကုန်လှုပ်ရှုပ်လဲတက်တာလို့အမဒီဖြိုးတနခါလို့ရောင်ပြက်သွားတာရောင်ပြက်တော့လဲ reset တည်းကတခါမှဖြိုးတနခါလူးလိုက်လို့ဘာဖြစ်သွားရညာဖြစ်သွားဆိုမကြားပဲနဲ့ကောင်းကျိုးလေးတွေကြားလာတဲ့အပြင်ကိုအဲ့တူရသမားပဲဝက်ပင်းထွက်ဝက်ပင်းထွက်ဝက်ပင်းထွက်ဝက်ဆိုအခုဆိုတနစ်နဲ့ချီသွားပြီပေါ့နော်နှစ်တနစ်နီးပါးလောက်ရှိပြီ ကျေးဇူးတင်ပါတယ်နော်အဲ channel ပိုင်းတွေကတော့အမကဘာမှနားမလဲပါဘူးအမနားလဲတာတနခါတနခါပါပဲ MNN နေပါလေအမမလုပ်ပါဘူးပေါ့နော်ဒါပေမဲ့အမရဲ့မျက်နှာဒီဘာနဲ့ဖြစ်ဖြစ်အကုန်တက်ပါတယ်နောက်တစ်ခုကဒီအသားရည်ဆိုတာဆရာဝန်တော်မှန်းလို့မရတဲ့အသားရည်ကိုအမဘာနဲ့တက်ပါညာတော့သူများကိုပြောပြီးတော့လည်းမရောင်းပါဘူးအရင်ကြောက်ပါတယ်အဲ့ကိစ္စ